နောက်ထောက်စပုံးကူနေကစပြီးနှစ်နှစ်ကြာကြာရိုက်ကူးပုံဖော်ခဲ့တဲ့ရောင်နီဦးဤအလင်းရောင်နဲ့အတူရုပ်ရှင်ဇာတ်ကားကတော့ဖေဖော်ဝါရီ26ရက်နေ့မှာရုံတင်ပြသတော့မှာပါနိုင်ငံတကာဘာကြီးစုနိုင်မှုအတွက်အင်္ဂလိပ်ဘာသာနဲ့စာတန်းထိုးထားတဲ့ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာအန်ထိုနီကတော့လက်နက်ကင်ငင်းငယ်ရေးလမ်းစဉ်ကိုခြုံငိမ့်စေဖို့ရည်ရွယ်ရိုက်ကူးခဲ့တာပါလေကိုရဲကျွန်တော်ဒီကားလေးက နိုင်ငံတကာရုပ်စုအတိုင်းအဝိုင်းကိုဟိုဝေရောက်ပြသခြင်းနဲ့အတွက်နံပါတ်1အရုပ်အတန်း quality အပြည့်နဲ့ဒီကားကိုလုပ်ထားပါတယ်အင်္ဂလိပ်စက်တိုက်တွေထိုးထားပါတယ်နိုင်ငံသားတွေပါတယ်လေဒီကားပြသတဲ့အချိန်မှာဝေရောက်ကြည့်ရှုလို့ရအောင်ပါနော်အခုလက်ရှိကိုရိုတိုင်းကြီးရဲ့သွားနေတဲ့ငင်းကြဲရေးလမ်းကြောင်းပေါ်ကိုအာနိုင်ငံတော်ဖော်ဆောင်နေတဲ့လက်နက်ကိုင်းလမ်းစစ်ကိုခြုံငင်းစီခြင်းလေဒီဇလန်းမှာတော့ခရင်အမျိုးသား တိုးတက်ရေးအဖွဲ့ KNDO ကဘိုးစောကျော်အေးဦးဆောင်တဲ့ဘိုးသုံးဦးကဖဆဗလာအစိုးရပိုင်လီရင်ကိုအပိုင်စည်းခဲ့တာဖြစ်ပါတယ်။ကရင်လူမျိုးတွေကိုအခြေခံရိုက်ကူးထားတဲ့ဒီစကားကနေအမျိုးသားရင်ကြားစင်ရေးအတွက်အထောက်အကူပြုတယ်လို့လွတ်တော်အမတ်ဟောင်းဦးခိုင်မောင်ကြီးကယုံကြည်နေပါတယ်။ကရင်လူမျိုးကိုအခြေခံပြီးခံနေတဲ့ဇက်တပုတ်လည်းဖြစ်တယ်။ဒါတကယ်ဖြစ်ဖြစ်ခဲ့တဲ့ကိစ္စလည်းဖြစ်တယ်။ဒီကားလေးကိုပြန်ဖော်ထုတ်တာကအမျိုးသားရင်ကြားစင်ရေးကိုလည်း ဒါဥတည်တယ်ပြီးတော့လက်ရှိငင်းချမ်းရေးတိဆောက်နေတဲ့ကာလကိုလည်းအထောက်အကူပြုတယ်အဲ့အတွက်ဒီစကားလေးကတကယ်နိုင်ငံရေးအနှစ်သာရပါတဲ့စကားလေးတကားဖြစ်တယ်လို့ပြောလို့ရတယ်နော်အဓိကနိုင်ငံရေးအင်းနဲ့ပတ်သက်ပြီးတော့နောက်မြို့သားရင်ကြားစီရင်နဲ့ပတ်သက်နေဒီစကားဟာအထောက်အကူအများကြီးပေးနိုင်တဲ့စကားဖြစ်တယ်လို့ပြောလို့ပါတယ်ဟုတ်လားမိသားစုမျက်နှာကိုကြည့်ပြီးစစ်အုပ်ချုပ်ရေးကာလမှာအလင်းဝင်ခဲ့တဲ့ဘိုလ်စောကျော်အေးဟာသူ့သားသမီးတွေလည်းခေတ်ပညာတွေကိုသင်ယူနိုင်ပြီးနိုင်ငံအတွက် သူတို့လှုပ်ဆောင်နိုင်တဲ့ဘက်ကပြန်လဲအကျိုးပြုခဲ့တဲ့ဇလန်းကိုအခြေခံရိုက်ကူးထားတဲ့ဇလန်းလေးဖြစ်ပါတယ်